ရန်ကုန်မြို့မှာဖန်ဆီးရမိခဲ့တဲ့ဒေါ်လာတန်း20ကျော်တန်ဖိုးရှိတဲ့မူရင်းစေဝါတွေဟာ၎င်းတို့နဲ့မဆိုင်ကြောင်းဝါအဖွဲ့နဲ့အေအေအဖွဲ့တို့ညှင်းဆုံခဲ့တဲ့တဲ့။ထိုင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား18ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီးတရားမဝင်ဝင်ရောက်လာသူတွေအနက်တနစ်သားကလေးငယ်တအူးလည်းပါဝင်နေတဲ့တဲ့။ဆူရန်စစ်တပ်ကအရန်တပ်ဖွဲ့ထိန်းချုပ်ခဲ့တဲ့သမရနန်းတော်ကိုပြန်လည်သိမ်းယူခဲ့တဲ့တဲ့။ကြီးမားတဲ့မိလောင်မှုဖြစ်ပွားရာကနေတအားပြတ်တောက်ခဲ့တဲ့အတွက် လန်ဒန်ရဲ့ဟီထရိုလေဆိပ်ကို24နာရီကြာပိတ်ထားခဲ့တဲ့တဲ့နဲ့ဒါဝင်နူးနက်စ်ကိုအတလက်တီကိုအသင်းစိတ်ဝင်စားနေတဲ့တဲ့အဆရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတပုတ်နေနဲ့ရန်ကုန်မြို့မှာဖန်ဆီရမိခဲ့တဲ့ဒေါ်လာသန်း20ကျော်တန်ဖိုးရှိတဲ့မူရင်းစေဝါတွေဟာ၎င်းတို့နဲ့မဆိုင်ကြောင်းဝါအဖွဲ့နဲ့အေးအဖွဲ့တို့ညှင်းဆုပ်ခဲ့တဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာဖန်ဆီရမိခဲ့တဲ့ငွေကျပ်66ဘီလီယံကျော် ဒေါ်လာသန်း20ကျော်တန်ဖိုးရှိတဲ့မူရင်ဈေးဝရီဟာ၎င်းတို့နဲ့မဆိုင်ကြောင်းဝါအဖွဲ့နဲ့အေအေအဖွဲ့တို့ကအိတ်ဆိုင်မီဒီယာတွေမှာငင်းဆိုထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။မူရင်ဈေးဝါတာစီနေနေရဲတပ်ဖွဲ့ကမလ6ရက်မှာအေအေဈေးဝရီတာဝန်ခံဇနီးမောင်နှံကစီမံခန့်ခွဲပြီးမလေးရှားကိုပို့ဆောင်မဲ့ငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့ ICE Mass Affetamin 3တန်ကျော်ကက်တမင်းကီလို200နဲ့မွေးရမောင်ကိုကိုင်းအဖွဲ့ကိုရန်ကုန်မြို့မှာဖမ်းဆီးရမိကြောင်းမလ16ရက်မှာတရင်ထုတ်ပြန်ခဲ့ပါရယ် ထုတ်ပြန်မှုအရမလ6ရက်ကစတင်ပြီးမူရင်စေဝါရီကိုမလေးရှားကိုတည်ဆောင် ရောင်းဝယ်ရမှာပါဝင်သူ14ဦးကိုတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်၊တာဂီတာမြို့နယ်၊မြောက်ကလာပါမြို့နယ်၊စိတ်ကြီးခနောင်တိုမြို့နယ်၊လွိုင်လင်းမြို့နယ်တို့မှာမော်တော်ယာဉ်၅စီးနဲ့မလေးရှားကိုမူရင်စေဝါပို့ဆောင်တဲ့ဆက်လီတစီတို့နဲ့ခွင်းဆက်ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားပါတယ်။ဒီလိုသိမ်းဆည်းရမိတဲ့ Ice Mass Amphetamine တွေကိုဝါကော်ပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်သူတင်မောင်ဝင်းရဲ့အစီအမံနဲ့ရောင်းချတာဖြစ်ပြီး မွေးရည်စေဝါတွေကိုမလေးရှားကိုပို့ဆောင်ဖို့စီမံခန့်ခွဲသူတွေဟာ AAC ဝါရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့၎င်းရဲ့ဇနီးမတ်တီရာမြင့်တို့ဖြစ်ကြောင်းဖော်ပြထားပြီး၎င်းတို့သုံးဦးကိုဖမ်းဆီးရမိခြင်းမရှိကြောင်းသိရပါဗျာ။ ထို့တူ AA စီးပွားရေးတာဝန်ခံဇနီးမောင်နှံဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာမော်တော်ယာဉ်ကိတ်တွေဖွင့်လှစ်ပြီး၎င်းတို့ပိုင်းခရီးသည်တင်မှန်လုံရင်16စီးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိကြောင်းဖော်ပြထားပါတယ်။ဒီလိုထုတ်ပြန်မှုအပေါ် AA အဖွဲ့ကဒီသတင်းနဲ့ပတ်သက်ပြီး၎င်းတို့အဖွဲ့အစည်းနဲ့မြည်သွမျှပတ်သက်မှုမရှိကြောင်းမလ19ရက်မှာပြန်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။ မူရင်စေဝါရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုမှာဖော်ပြထားမှုအရဖန်စီရမိတဲ့မူရင်စေဝါကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်တဲ့တင်မာဝင်းရဲ့အစီအမံနဲ့ရောင်းဝယ်တာဖြစ်ကြောင်းပေါ်ဝင်ပြီးတင်မာဝင်းဆိုသူဟာဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမရှိကြောင်းဝါအဖွဲ့လာရှိုးဆက်ဆက်ရေးရုပ်တာဝန်ခံဦးညီရန်က ARA သတင်းဌာနကိုဖြေကြားထားတာကိုတွေ့ရပါတယ်။ လေဗန်မီဒီယာဂရုပကစုံစမ်းသိရှိရတဲ့အချက်အလက်တွေနဲ့အရင်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့မူရစ်ဈေးဝါတွေဖန်ဆီးရမိမှုသတင်းတွေနဲ့ဆက်ဆက်ထွက်ပေါ်ခဲ့တဲ့အချက်အလက်တွေအရမူရစ်ဈေးဝါတွေဟာဝါဒေတာအပအဝင်အဲ့ဒီဒေတာနဲ့ဆက်ဆက်နေရာတွေကထွက်ရှိတာဖြစ်ပြီးပြည်ပကိုတင်ဖို့ရောင်းချမှုတွေကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆက်နေသူတွေကဥဆောင်လှုံ့ဆော်ကြတာကိုတွေ့ရပါတယ်။အခုလိုပြည်ပကိုမူရစ်ဈေးဝါအဓိကပို့ဆောင်မှုတွေမှာအဓိကအားဖြင့် A အပါအဝင်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကရာဂိုင်နှုံအများစုလှုပ်ဆောင်ပြီးပြည်ပကောထိုင်းမလေးရှားဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းကြောင်းတွေကနေတဆင့်အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့တခြားသောနိုင်ငံတွေကိုပို့ဆောင်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာမူရည်စေဝအများဆုံးထွက်ရှိရာဒေတာဟာဟွာဒေတာအပါအဝင်၎င်းနဲ့ဆက်ဆက်ဒေတာတွေမှဖြစ်ပြီးကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာအဖက်တမင်းအများဆုံးထွက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးမူရည်စေဝကြောင့်ဆင်းရဲဒုက္ခရောက်နေတဲ့တိုင်းပြည်တွေထဲမှာပါဝင်နေပါဗျ။ 2024ခုနှစ်အတွင်းအာရှရဲ့အစင်းရဲဆုံးနိုင်ငံစည်ရင်းမှာမြန်မာနိုင်ငံကတတိယနေရာမှာရှိနေတယ်လို့ World Population Review ရဲ့လေ့လာချက်စစ်တမ်းမှာဖော်ပြခံထားရပါတယ်။ A အဖွဲ့နဲ့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA, MNDAA တို့ဟာအကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်းမြန်မာအကြမ်းဖက်မှုတပ်ဖြတ်ရေးဗဟိုအဖွဲ့ကကြေညာထားပါတယ်။ဆက်လက်ပြီးထိုင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား18ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီး တရားမဝင်ဝင်ရောက်လာသူတွေအနက်တနေသားကလင်းငယ်တအူးလဲပါဝင်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်စံကလာပူရီခရိုင်မှာမြန်မာနိုင်ငံသားတွေကိုတင်ဆောင်လာတဲ့ပိကက်ကားတစ်စီးဟာအစစ်စင်းမခံပဲမောင်းပြေးပြီးတောဆက်အရောက်မှာ ရှင်မောင်းထွက်ပြေးခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံသား18ဦးမလ21ရက်နေ့မနက်ပိုင်းကဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။ကန်ချနာပူရီပြည်နယ်စံကလာပူရီခရိုင်ကတာဝန်ရှိသူတွေဟာမလ21ရက်မနက်12နာရီခွဲခန့်မှာ ောင်ဖန်ဖုံးခရိုင်ဘက်ကိုဦးတည်သွားတဲ့လမ်းအမှတ်323လမ်းပေါ်မှာတန်တရားဖြစ်ဖွယ်ပိကက်ကားတစ်စီးကိုတွေးရှိခဲ့ပြီးရက်တန့်အစစ်ဆေးဖို့အချက်ပြပေမဲ့အစစ်ဆေးမခံဘဲရင်မောင်းကမောင်းပြေးသွားခဲ့တယ်လို့သိရပါတယ်။တာဝန်ရှိသူတွေကမောင်းပြေးတဲ့ရင်နောက်ကိုလိုက်လံဖမ်းဆီးရာဆန်ကလဘူရီခရိုင်နှုံလူခရိုင်ကွင်ကြီးရွာသုံးမှာရှိတဲ့နမဲကျော်အပန်းဖြေစခန်းအနီးမှာပိကက်ကားဟာ တောင်ထူတတ်တဲ့နေရာကိုရောက်ရှိပြီးရှင်ကိုတီးကြနေရာတစ်ခုမှာဆွန့်ပစ်ပြီးရှင်မောင်းဟာထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။အဆိုပါမော်တော်ယာဉ်ထဲမှာတရားမဝင်ဝင်ရောက်လာသူမြန်မာနိုင်ငံသားအမျိုးသား၃ဦးအမျိုးသမီး၁၄ဦးအဲ့ဒီမှာအသက်တစ်နှစ်သားရှိသေးတဲ့ကလင်းငယ်တဦးအပါဝင်ကလင်းငယ်၆ဦးပါဝင်တယ်လို့သိရပါဗျ။ဖန်ဆင်းခံမြန်မာနိုင်ငံသားတွေကတောင်ဝင်ရှိသူတွေကစင်မေးရာ တရားမဝင်ဝင်ရောက်မှုအပေါ်ဝန်ခံခဲ့ပြီးအလောက်ကင်ရှာဖွေဖို့ကူညီပေးမယ်လို့ဆိုပြီးတအုပ်ကိုဘတ်သက်တောင်းစီပေးခဲ့ရကြောင်းအဆိုပါမြန်မာနိုင်ငံသားတွေကိုဆန်ခလဘူရီရဲစခန်းကိုခေါ်ဆောင်သွားကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။ဆူဒန်စစ်တပ်ကအရန်တပ်ဖွဲ့ထိန်းချုပ်ခဲ့တဲ့သမရနန်းတော်ကိုပြန်လည်သိမ်းယူခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးမှာပါ။ဆူဒန်နိုင်ငံမှာပြင်းထန်တိုက်ပွဲတရက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မလ21ရက်မှာ ခါတိုမြို့တော်မှာရှိတဲ့သမရနန်းတော်ကိုအရန်တပ်ဖွဲ့ RSF ထံကနေပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့စစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်တို့တပ်ဖွဲ့ကရန်သူတိုက်ခိုက်ရေးအဖွဲ့တွေကိုအပိသက်ချိန်မုံဖျက်ဆီးခဲ့ပြီးပြည်စည်းတွေနဲ့လက်နက်အမြောက်များကိုသိမ်းယူခဲ့ပါတယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူနာဗီအဗ်ဒူလာကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်တပ်အနေနဲ့အနိုင်ရရှိတဲ့အချိန်အထိရှင်နန်းစစ်မျက်နှာအလုံးမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ပြီး နိုင်ငံမှာရှိတဲ့နေရာတိုင်းမှာပြည်သူစစ်တွေနဲ့၎င်းတို့ကိုထောက်ခံသူတွေကိုချိန်မုံနှိမ်နှင်းသွားမှာဖြစ်ကြောင်းအဗ္ဒူလာကကတိပြုခဲ့ပါတယ်။လူမှုမီဒီယာမှာစစ်သားတွေကတမရနန်းတော်အတွင်းမှာရိုက်ကူးထားဝယ်ရှိတဲ့ဗီဒီယိုတွေကိုမျှဝေနေကြပြီးဂုံပြူရေးသားထားတာကို တွေ့ရပါတယ်။ AFP သတင်းဌာနကတော့ဒီဗီဒီယိုဖိုင်တွေကိုချက်ချင်းအတည်ပြုနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။အရန်တပ်ဖွဲ့ RSF နဲ့စစ်တပ်ကြားစစ်ပွဲဖြစ်ပွားခဲ့တဲ့2023ခုနှစ်ဧပြီလမှာ အရန်တပ်ဖွဲ့ကတိုက်ခိုက်ရေးသမားတွေကတမရနန်းတော်ကိုသိမ်းပိုက်ခဲ့ပါတယ်။အဲဒီအချိန်က RSF ဟာခါတုံမြို့တော်ရဲ့လမ်းတွေကိုအလင်းမြန်ထိန်းချုပ်ခဲ့ပြီးစစ်တပ်မဟာမိတ်အစိုးရအဖွဲ့ကပင်လယ်နီကမ်းရိုးတန်းမှာရှိတဲ့စူရန်စိတ်ကမ်းမြို့ကိုထွက်ပြေးလာခဲ့ရပါတယ်။စစ်တပ်ကသမရနန်းတော်ကိုပြန်လည်သိမ်းပိုက်လိုက်တဲ့သဘောကတော့ခါတုံမြို့အလဲပိုင်းကိုထိန်းချုပ်နိုင်လိုက်ပြီဆိုတဲ့အထိပယ်ဖြစ်ပါတယ်။ပြည်သူစစ်တွေကတော့သူတို့ရဲ့လေပြင်းစင်တပ်ဖွဲ့တွေကိုဆုံးရှုံးလိုက်ရပါတယ်လို့အမည်မဖော်လို့တဲ့စစ်ဘက်ရေးရာကျွမ်းကျင်သူတအူးကသုံးသပ်ပြောကြားခဲ့ပါတယ်။ ။လက်ရှိအချိန်မှာတော့စစ်တပ်ကတိုက်ခိုက်ရေးသမားတွေရဲ့အုံဆောင်ပစ္စည်းတွေကိုဖျက်ဆီးပြီးတိုက်ခိုက်ရေးသမားပေါင်းများစွာကိုတပ်ဖြတ်ခဲ့ကခါတိုမျိုးရဲ့အရေးအပါဆုံးထောက်ပံ့ရေးစံနာတွေကတခုကိုထိန်းချုပ်နိုင်လိုက်ပြီးဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။လက်တလောလာတွေအတွင်းစစ်တပ်ဟာစစ်ပွဲမှာအသာစီးရနေဟန်ရှိပြီးအစပိုင်းမှာဆူရန်အလယ်ပိုင်းမှာရှိတဲ့နေမျိုးကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက်ခါတိုမျိုးတော်ဘက်ကို ပြောင်းလဲအာရုံစိုက်ခဲ့ပါတယ်။ဇန်နဝါရီလမှာစစ်တပ်ကအထွေထွေကုတ်ကဲရေးဌာနချုပ်ကို RSF ရဲ့နှစ်နှစ်နေပါကြာဝင်းရံပိတ်ဆို့ထားမှုကိုအဆုံးသတ်ခဲ့ပါတယ်။နှစ်နှစ်နေပါကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်လူပေါင်းတောင်းချီတည်ဆုံးခဲ့ပါတယ်။ထမမီကြီးမားတဲ့မီးလောင်မှုဖြစ်ပွားရာကနေတအားပြတ်တောက်တဲ့အတွက်လန်ဒန်ရဲ့ဟီထရိုလေဆိပ်ကို24နာရီကြာပိတ်ထားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာ။နှင်းစစ်တံအားခွဲယုံမှာကြီးကြီးမားမားမီးလောင်မှုကလန်ဒန်အနောက်ပိုင်းကိုတအားပြတ်တောက်စေခဲ့ပြီးတဲ့နောက် ဥရောပမှာအသွာလာအများဆုံးဖြစ်တဲ့ဗြိတိန်ရဲ့ဟီထရိုလေဆိပ်ကိုမလ21ရက်အစောပိုင်းမှာ24နာရီကြာပိတ်ထားခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါရယ် လေကြောင်းခင်းစဉ်ရာပေါင်းများစွာနဲ့ခေးတဲ့ထောင်ပေါင်းများစွာကိုတက်ရောက်နေတာနဲ့အတူလာမယ့်ရက်ပိုင်းအတွင်းထူးထူးကဲကဲကမောက်ကမောက်ဖြစ်မှာကိုမိမိတို့မျှလင့်ထားရလို့လေစိတ်အာဏာပိုင်တွေကပြောပါရယ်ဟီဒရိုဟာတိတိတသားတရားပြတ်တောက်မှုကိုကြုံတွေ့နေရပါတယ်လို့လေစိတ်အော်ပရေတာက၎င်းရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ခဲ့ပါရယ်လေစိတ်ကိုမလ21ရက်၎င်းရဲ့မတိုင်မီအထိပိတ်ထားမယ်လို့ထုတ်ပြန်ကြမှာဖြည့်ဆွတ်ဖော်ပြထားပါရယ် ခီးတဲ့တွေဟာလေဆိပ်ပြန်မဖွင့်မချင်းဘဲအခြေအနေမှာမစိုးလေဆိပ်ကိုမသွားသင့်ပါဘူးလို့ဖော်ပြထားပါတယ်။ဟီဒရိုလေဆိပ်ပိတ်ထားမှုကြောင့်လေဆိပ်ကနေအနည်းဆုံးအသွားပြန်လေချောင်းခီးစဉ်1350ခုကိုထိခိုက်စေလိမ့်မယ်လို့လေချောင်းခီးတွေကအွန်လိုင်းခြေရာခံတဲ့ Flight Radar 24ရဲ့ဖော်ပြချက်အရသိရပါတယ်။လေဆိပ်ပိတ်ချောင်းကြီးညာချိန်မှာလေဆိပ်အဝင်မှာလေယာဉ်120ပြန်တန်းနေတယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ဒါဝင်နူးနက်ကိုအတလက်တီကိုအသင်းစိတ်ဝင်စားနေတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ်အတလက်တီကိုအသင်းဟာလေဘာဘူးတိုက်ဆင်မှုဒါဝင်နူနက်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်25နှစ်အရွယ်ဒါဝင်နူနက်စ်ဟာလီဗာပူးမှာခြေစွမ်းပြနိုင်မှုရုံးကန်နေရပြီးဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်အတလက်တီကိုအသင်းဟာဒါဝင်နူနက်စ်ရဲ့အခြေအနေကိုစောင့်ကြည့်နေပြီးရှော့စင်းနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါတယ်။လီဗာပူးအသင်းဟာဥရုဂွေးလည်ရွေးစဉ်တိုက်ဆင်မှုဒါဝင်နူနက်စ်ကို2022နွေရာသီမှာဘင်ဖီကာအသင်းကနေယူရို85သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အတလက်တီကိုအသင်းဟာဒါဝင်နူနက်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပေမဲ့လီဗာပူးအသင်းပေးချေခဲ့တဲ့ဈေးတဝက်ကိုတောင်ပေးချေလို့ခြင်းမရှိပဲယူရို35သန်းဒါမှမဟုတ်သန်း40နဲ့ခေါ်ယူလိုတာဖြစ်တယ်လို့သိရပါတယ်။ဒါဝင်နူနက်စ်ဟာလီဗာပူးအတွက်အခုရသည်မှာခြေစွမ်းပြနိုင်ခြင်းမရှိပဲပြိုင်ပွဲဆောင်ပွဲ40မှာ9ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။မလ20ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုတိုင်းရဲထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရစေ။တာယာရဲ့ညချမ်းလေးဖြစ်ပါစေ။